ဲ့လောက်ခွင့်ပေးပြီးတော့စကားပြောတာရပြီနှလုံးသွင်းလိုက်တာစက္ကန့်ပိုင်းလေးမိနစ်ပိုင်းလေးတွဲမှာအာဘွားကောင်ကရန်တာဖြစ်သွားတယ်အဲ့ဒီမှာကြိုက်မဲအဲ့ဒီဘယံကြီးသွားခေါ်လဲငါလာပူဆိုပြီးတော့ဟောမကြောင်းပါပါမထွက်ရသေးဘူးဟောခေါ်ပြီးတော့ဘယံကြီးကဒေဝနာပြရတဲ့သမင်းကနေပြီးတော့မလုပ်တာလားဆရာတော်ကြီးကိုပူတွေ့တယ်ပူတွေ့တဲ့အချိန်ကာလမှာသူလျှောက်တဲ့အချိန်မှာဒီဟာတွေပါတယ် တပည့်တော်ကအရှင်ဘုရားအာဘောကုန်ခံရန်တာဖြစ်တဲ့အရိုက်တခုကိုအာယုံပြုပြီးတပည့်တော်ရှိကိုတာမဟုတ်ပါဘူးဒီတကရှိကိုတာကတော့ဗာနဲ့ဥဒုဇိုင်ဘဝတုန်းကနေပောင်း60ရောကာလပတ်လုံးဒီသီလကိုစင်ကြင်အောင်ထိမ့်သိမ့်နိုင်တဲ့ဒီဂုံပုတ်တွေကိုအာယုံပြုပြီးတော့ရှိကိုတာပါဆိုပြီးတော့ခါတိုင်းရှိကိုတယ်လို့ထီရှင်ငါးပါးနဲ့ရှိကိုပဲနဲ့ဘာလို့လဲတော့ မှန်သူမာရာသူသူမာရာပฏิဒေနခြေရန်ဝန္တန်တော်တီရကဖွင့်တာကမှန်သူမာရာပฏิဒေနာတိကုံဝီလေနာဝိယဘူမိယဥဒရေနာနေပိစမာနေနာလို့မဲလို့ဒီလကတီရကဖွင့်ထားတယ်။မိယောင်အာယမှောက်ပြီးတော့သွားသလိုပဲအဲ့ဒီတိတ်တဘယင်ကြီးကလည်းပဲအဲ့ဒီမထေမြတ်ကြီးကိုရှေ့မှာပါလေကြည်ရှင်၅ပါးဟုတ်တို့တို့ဒီကရှိခိုးသလိုမဟုတ်ဘင်းနဲ့ဘယ်လိုရှိခိုးနော်အာယမှောက်ပြီးတော့ရှိခိုးတယ်အဲ့ဒီအာယမှောက်ပြီးတော့ one bag ကို မြေကြီးနဲ့ကပ်ပြီးရှိကိုတယ်ဆိုတာမင်းတို့ဒီကနေ့အိန္ဒိယပါတော့ဗုဒ္ဓဂယာမှာတိဘယ်ဘုန်းကြီးတွေရှိကိုနေတာအဲ့ဒီပါဠိနဲ့ညီတယ်ကွာဒါပဲမဲ့သမတ္တပင်မတ္တလို့ပဲပြောရမလားငါတော့အဲ့လိုပဲအမနာနာပြောရှင်နော်ဒါကိုတတိမထားပြီးတော့ဒီသူများအပြစ်ကိုလှမ်းပြီးတော့ဖြစ်ချက်၅ပါးနဲ့လည်းရှိမဖို့ရဘူးဒီမှာမဟာယနာတွေတစ်မျိုးကြီးပါလာတယ်အမှန်ကတော့ ဟောကစာနဲ့ပင်နဲ့မြအထာရတိုင်ပြီးတော့ကွာငါသာအဲ့ဒီတိပဲဘုန်းကြီးဒီမှာပါလဲနေလို့ထပြီးတော့မှနာသာလေးလို့ရှိရင်ရှင်ဘုရားတို့ဘုန်းကြီးလုပ်ပြီးတော့ဒီကနေ့ကအထာကရဒုတိယအုပ်သောနာတန္တသုံးခါဒီနှစ်မျက်နှာအလိုလောက်မဖွင့်တာတဲ့သီလဝတ္တပညာဆိုတဲ့အဖွင့်ကိုရှင်ပြတော့မှန်သူမာရပဋိဒေနာဧရန်ဝန္တန်တော့ဆိုတဲ့ပါဠိကိုမသိဘူးလားငါတို့ဒီနဲ့မရှောင်ပါနော် အဲ့တော့တနေရာမှာတော့ငါပြောလိုက်ပါတယ်အဲ့ဒီပုံကိုယ်လေးပါတဲ့ခန်းထင်မှာကောင်းကစားပေးဖို့နှံ့နှံ့ဆိုက်ဆိုက်မကြည့်ပေးနဲ့သူများကိုသွားပြီးတော့အပြည့်ကိုမဝေဖန်နဲ့ကိုညံ့ဖြစ်ရကြတယ်ကိုညံ့လို့သွားဝေဖန်တာအတိတ်ပြမရှိဘူးဒီတော့စားပေးထိမှာမင်းတို့ချီချံ့၅ပါးနဲ့ပုံစံမျိုးနဲ့အခုမြန်မာနိုင်ငံမှာရှိကိုတာမျိုးမဟုတ်ဘူးခါတိုင်းကိုချီချံ့၅ပါးပုံစံမျိုးနဲ့ရှိကုန်လို့အမရနိုင်သည့်အတွက်ကြောင့်ဒေဝနာပြရတဲ့တာမင်းကြီးဒီအဲ့ဒီအချိန်မှာ ုတ္တဇံဘဝတုန်းကနှစ်ပေါင်း60ကာလအတွင်းမှာတီလာကိုပါတယ်လို့မှညှိုးနှံမှုမရှိအောင်စံကြင်အောင်စောက်တယ်လာတော့ဒီတီလာကိုအာရုံပြုပြီးတော့ရှိခိုးတဲ့အခါမှာပါမှန်ရှိခိုးခြင်းမျိုးမဟုတ်ပေနဲ့မိယောင်ဝက်ပြီးတော့တွားမယ်သလိုပဲခန္ဓာကိုယ်ကြီးကိုမြေကြီးမှာ ပြပြဝက်ပြီးတော့ရှိခိုးတယ်အဲ့ဒီခန္ဓာမင်းတို့မနေ့ကစာဝေးမှာမေးသွားတယ်ဟုတ်လားတိတ်ပိုက်ထဲမှာဘယ်သူထုတ်မှန်တယ်အဲ့ဒါတော့မသိဘူးအဲ့ဒါပန်သူမာရ သူသူမာရနှစ်ပတ်သက်စာကြရံသမားတွေအဲ့ဒါလည်းမှတ်ကြအဲ့ဒါအလေးရပန်သူမာရပေါ်ပြီးမျိုးတို့တင်ပြရုပ်ပြီးပုံဖြေးပါဆိုရင်သူ့ကိုပန်ပြုတ်တယ်နော်ဝါနာဝိကာရမျိုးတို့တင်နဲ့ပြီးမှတ်အဲ့တော့ဒီလက္ခဏာတိယသိကပန်သူမာရပရိတေနာတိဂုံဘီလေနာဝိယဘူမိယဥဒရေနာနိဗ္ဗေသမာနေနာဆိုတဲ့အခွင့်ရှိသည့်အတွက်ကြောင့်တကယ်ကိုအလေးကရုပြုပြီးတော့ပရာတရားခက်ပန်လာတဲ့အချိန်ကာလမှာမင်းတို့တို့တာမန်ရှိကိုတဲ့ကြည်ရှင်၅ပါးတဲ့ ဘယင်ကြီးကဘာနဲ့ရှိခိုးသွားတော့ဝမ်အာရပေါက်ပြီးတော့ရှိခိုးပါတယ်အဲ့ဒီလိုပါဠိတွေကဒီမှာဌာနထဲမှာတည့်ရပါတိအတွက်ကြောင့်သူမြေကိုနဲ့မတူတဲ့ဟာကိုကြည့်ပြီးတော့သူများနဲ့မှန်းယွင်းနေတယ်လို့မပြောနဲ့နော်အဲ့ဒါလေးတွေကလည်းတည့်ရကြီးတယ်တခါတရံကြမဲတော်မတို့ဒီဝိနည်းစေကံထဲမှာတိုက်ခါပုဒ်တွေကပရိသတ်ပညာဆိုတာရှိတယ်ဒါတွေကတချို့မဲတော်ဒီမှာဝိနည်းကြောင်းတွေပေါ့နော်အဲ့ဒီလိုပဲပြောရမယ် အမတန်အေးတဲ့နိုင်ငံတွေမှာမင်းတို့ကတော့ဒီလိုပခုံးတစ်ဖက်ပို့ထားလို့မရဘူး။ကောင်းစွမ်းတွေဆွဲရတယ်၊ခြေစွမ်းတွေဆွဲရတယ်၊အင်ဂျီကလည်းဝတ်ရတယ်။အဲ့တော့ဒီကလာတဲ့ဆရာတို့ကြီးတွေကြားတဲ့အခါမှာတို့ကိုယ်နိုင်ငံကလာတဲ့ဆရာတို့ကြီးဆိုတော့ပြည်ပနိုင်ငံရောက်နေတဲ့သာသနာပြုနေတဲ့ဦးဇင်တွေဆရာတို့တွေက ready မဖြစ်အောင်ပုံမှာမတခုမှအပူပဲမရှိအောင်အမတန်အေးလွန်ရင်လည်းဟီတာနဲ့ထားတယ်အမတန်ပူလွန်ရင်လည်းပဲ air one နဲ့ဖွင့်ပေးထားတယ်ဘာမှအဲ့လိုဒီပြတိမထားကြဘူး ပေါ်မှာအမြဲတမ်းနေတဲ့ပုံကိုယ်လေးကြားတဲ့ကသူတို့ရဲ့ကြမ်းမာရေးအထောက်မှဖြစ်စေတတ်သောဝတ်စုံတွေဝတ်ပြီးနေရတာအဲ့ဒါကြိုဒီကမကြောင်တွေကပေါက်တက်ကြတယ်ပြောကြတယ်အဲ့ဒီလိုမလုပ်နဲ့အဲ့ဒါကြားတဲ့ကိုကိုယ်တိုင်းကဒေသန္တရဘုဒ္ဓတာလည်းရှိပရိသတ်ပညာသိက္ခာဖို့အရာအကေ၍သာမြတ်စွာဘုရားဟောမှာပွင့်မယ်ဆိုရင်ဒီအတိုင်းပဲသွားမယ်အဲ့ဒါလေးတွေကိုလည်းပဲအထုသတိထားဖို့လိုအပ်တယ်နော်မင်းတို့ကအရင်ပြောပြီးပြီလို့ထင်ပါတယ်ဆန်ဖရန်စစ္စကို အဲဆိုဘရန်ဒီမှာအလိုတရေဆရာတို့ညီငယ်မှာ96ခု၌အဲ့ဒီမှာရောက်သွားတယ်ရောက်သွားတော့သိမ်သမုတ်ဖို့ကိစ္စတခုဆုံးကြတယ်ဆုံးကြတော့သူတို့စီမှာသိမ်သမုတ်ဖို့အတွက်နေရာလိုက်ကြည့်တယ်နေရာကအေးရဝမ်းဝမ်းလည်းမရှိဘူးအဆိုင်မပြေဘူးအဆောက်အဦတွေကိုကျင့်လိုက်တဲ့အခါလေးဒီမင်းကျိုးတွေကမဲတော်ကတော့နိုင်ငံမှာလို့ကိုဟာကို ဆိုင်ရာပိုင်ရာတွေနဲ့လှုပ်ပြီးတော့ဖြတ်เสียရရှိတာဖြတ်တောက်เสียရရှိတာတောက်ပြီးတော့ကိုယ်ဝင်စောက်ကြည့်မှအဲ့လိုလုပ်လို့မရဘူး။ပေါ်ကစောက်တရားလဲဆိုင်ပြီဆိုရင်မြည်သည့်ပုဂ္ဂိုလ်တူတရားမှပွားပြီးထိလို့မရ၊ခြင်လို့မရဘူး။အကုန်လုံးသူဟာသူလျက်ဆက်ဝန်ကြီးဌာနကနေပြီးတော့အလုံးထိန်းချုပ်ထားတာ။ဒါတော့သိမ်သမုတ်ဖို့အတွက်ကြေးတော့တဆောင်နဲ့တဆောင်တွေကအလုံးမိကျိုးတွေကတွေ့ပြီးသားတွေကြေးတာ။အဲ့တော့သမုတ်ဝါမှာကလေးပါလေ။နေသိမ့်ပြီးသမုတ်ဝါမယ်။အဲ့ဒီ မိယိုတွေပြဒနာတွေကတို့တို့ကို အခက်အခဲရှိတယ်ဒီတို့ဘယ်လိုလုပ်ရမှာလဲ။ဟောကဆံဩစင်းမှာဘီယန်နံကြောင်းရှိတယ်အဲ့ဒီတုန်းကဒေါက်တာဓမ္မပီယာရှိတယ်ငါတို့ဥဘောတိတမစိုးရင်ကတက်ကြရအောင်လို့ရှိတယ်ဥပညာဒီပါလို့ရှိတယ်ညာနေကတော့လေးပါတော့သူတို့အဲ့ဒီမှာနေကြတော့ငါသူတို့သွားမေးတယ်မေးတော့သူတို့ကြောင်းထဲမှာကြောင်းလေးဆောင်ငါဆောင်ရှိတယ်ဘယ်လိုများပိုင်ကိုသမုတ်ထားတာနဲ့မိရိုးတွေကိုလည်းပဲတစ်ချောင်းနဲ့တစ်ဆောင်ဖြတ်တောက်လို့လည်းမရဘူးဆိုတော့ အဲ့ဒါတော့မပြောဘူးဟုတ်လားဆရာတော်ဥတီလာနိုင်တာဆိုတာမန္တလေးမှာနှိပ်ပေါင်းများစွာသင်္သင်တန်းပို့ချာခေးတဲ့ဆရာတော်ကြီးတရားစီရပွေရပြီးသားပုဂ္ဂိုလ်နော်အဲ့ဒီဆရာတော်ထေရဝါဒမှာပါမောက္ခရှုပ်ပထမဆုံးပါမောက္ခရှုပ်လုပ်သွားတဲ့ဆရာတော်အဲ့ဒီဆရာတော်ကသမုတ်သွားတယ်ဆိုတော့ဟောကအဖြေပါရတော့ကိုယ်ထွက်ကျွမ်းကျင်တဲ့ဆရာတော်ကြီးသမုတ်သွားတယ်ဆိုတော့လေဒီသိမ့်နဲ့ပတ်သက်ပြီးတော့သူတို့အမှန်တရားမရှိပါဘူးတဲ့အဖြေကဘလောက်ကောင်းလို့ကြည့် ငါတို့ကတကြောင်းနဲ့တကြောင်းမိကျိုးကြည့်တည်တို့ကြောင့်ဥပ္ပုပ်ပြီးတော့ဘယ်လိုပြုကြတာလဲရဟခံဘယ်လိုခံကြတာလဲကြံဒီမိကျိုးကဒီကြောင်းတကြောင်းတွေမဟုတ်ဘူးကြံတဲ့ဘုန်းကြီးကြောင်းတွေတွေဆက်သွင်းနေတယ်အဲ့ဒါမျိုးကြားတဲ့အခါဘယ်လိုများရှင်ပြားတော်ဟာလောက်ကြတာလဲဆိုကိုယ့်ထက်ကျွမ်းကျင်တဲ့ဆရာတော်ကြီးသင်္သနာပေးနေတဲ့ဆရာတော်ကြီးကမမုတ်ထားတဲ့ပိန်ဖြစ်တည်တို့ကြောင့်သူတို့တန်တရားကင်းရှင်းပါတယ်ငါလိုချင်တာကအဲ့ဒါမျိုးမဟုတ်ဘူးအပြေကအဲ့လိုပေးတယ်အဲ့ဒါနဲ့အဲဆိုဗရန်တီ အလိုတပြည့်ကြောင်းပြတဲ့အခါမှာပေါ်ဒီဒုက္ခကြောင်းသမုတ်တဲ့အခါကြာတော့ဒီကနိုင်ငံတော်နိုင်ငံမာနယ်ကဒုတိယဥဒ္ဒရာလုပ်ခဲ့တဲ့အခုတ်ကူအပိဒဇဆရာတော်ဦးဇာရတော်သူတို့လည်းရောက်ကြတယ်အဲ့ဒါငါကဦးစီးပြီးတော့ဒီမှာတိမ်သမုတ်ကိုကြားတယ်ကာဂိုတောင်လောက်ထားတာအလျားပေ24ပေအနန္တစိတ်ပေလောက်ရှိတဲ့ကိုတော်တခုမှအခြေမှာပဲနမိတ်တွေပြန်တန်ထားပြီးတော့မိယိုတွေကတော့အပေါ်ကသူကသူသွားနေတာပေါ့သွားနေဆိုတော့အဲ့ဒီအခြေမှာပဲအလျားစိတ်ရှိပေ အနာစိတ်လေးပဲလောက်ယူပြီးတော့နမိတ်တန်စိုက်ပြီးတော့သမုတ်လိုက်တယ်အဲ့ဒါကိုပြန်ပြီးတော့ပန်တရားကင်းရှင်းအောင်ပေါ့အဲ့တော့ဆရာတော်ကြီးကလည်းပြောပါတယ်ကောင်းပါတယ်ကိုရောအဲ့ဒါကြီးကပန်တရားကင်းပါတယ်အမှန်ကတော့ပရိသတ်ပညာတိုက်ခါဖို့အရာဆိုရင်တော့မိယိုရှိရင်လည်းဖြစ်နေပါတယ်ဆိုတဲ့ပုံစံမျိုးဆရာတော်ကြီးကပြောတော့ပြောရေးတဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့ဆရာတော်ဥတီလာနန္ဒနဲ့နောင် တစ်ခေါက်ကြတဲ့အခါမှာတွေ့တယ်တွေ့တဲ့အခါကြတယ်တပည့်တော်ဆရာတော်ဆရာတော်တို့လည်းမရှိဘူးဆံဝန်းစင်ကြောင့်ရောက်တော့ကတော့ဒီတိုင်းဒီတိုင်းဥပညာဒီပါတော့သူတို့ဖွေတယ်လျှောက်ပြေးတယ်စဒီတိုင်းပဲဖြေပေးရတယ်ဒီတော့ဆရာတော်အဲ့ဒီမှာမိယိုတွေကိုတဆောင်နဲ့တဆောင် မဖြတ်တော့ပဲနဲ့ဒီတိုင်းအာလုံးဆက်ပြီးတော့အမုတ်ထားတယ်ဥပုပ်တွေဒီတိုင်းပဲပြုကြတယ်အဲ့ဒါဘယ်လိုပါလဲဗျာသူတို့မရှင်းလို့ပါတကယ်ကမန္တလေးမှာသင်္ဘန်နာပေးတော့က သင်္သင်္နတက်တဲ့ရှင်တို့ကကိုရင်တပားနေပါတယ်အဲ့ဒီကိုရင်ဟာတပည့်တော်ပါဗျာလို့ဆရာတို့သင်္သင်္နတက်ခဲ့တာပါငါလည်းပဲအဲ့ဒီလိုရှားပြီးသူကလည်းပြောပါတယ်ဆိုတော့တော့ဒီမှာတိလက်ခံထားတာထဲမှာအိပ္ပရာနုဝတ္တကောလောကောဆိုတဲ့စကားလုံးကိုထောက်ပြတယ်လောကောဟောဒီလောကကြီးကအိပ္ပရာနုဝတ္တကောစပါတယ်အုတ်ချုပ်တဲ့လူတန်းစားကြီးအလိုတိုင်းဖြစ်ရတယ်ဒုတိယပါရာစိတ်ကတိုက်ခါပုဂ္ဂိုလ်ပြည့်ညတ်တဲ့အချိန်ခါကာလမှာမြတ်စွာဘုရားကသူ့အလိုဆန္ဒအတိုင်း ဟုတ်လားဒုတိယပါရဇိကတိခါဘောနဲ့လူတရားကိုတေရန်ပေးဖို့ဆိုတာဘယ်လိုနဲ့ပုံစံမျိုးနဲ့ပေးတာလဲရွှေဓမတ်ဓမတ်ထည့်တဲ့ပစ္စည်းဥစ္စာကိုခိုးယူလို့ရှိတယ်တေရန်ပေးတယ်ဆိုတော့ဒုတိယပါရဇိကတိခါဘောကိုလည်းပဲပြင်ဆင်မှာသဘောဝါပါတယ်ဟုတ်လားအဲအဲ့ဒီပုံစံမျိုးနဲ့လောကမှာဘယင်ကြီးကသူတို့ရဲ့မဂရနိုင်ငံမှာရာဇယောဆိုတဲ့မျိုးတော်မှာဘယ်လိုဥပဒေပြဋ္ဌာန်းထားတယ်အဲ့ဒီဥပဒေကပြဋ္ဌာန်းထားသည့်အတွက်ကြောင့် သာသနာမှာလည်းပဲရွှေတမတ်တမတ်တဲ့တဲ့ပြည်စီဥစ္စာကိုခိုးယူလို့ရှိတယ်ပါရာဇိကကြစေဆိုပြီးတော့မြတ်စွာဘုရားဒီတိုင်ပြညာရတာအခုလည်းပဲဒီတိုင်းပဲအိတ်တရနုဝတ်တကောလောကောလောကကြီးကတိုင်းပြည်အုပ်ချုပ်တဲ့ဘယံကြီးကအလိုဆန္ဒအတိုင်းသူ့ဆန္ဒကိုသူကစန့်ကျင်ဖက်လို့မရဘူးစန့်ကျင်လို့မရဘူးဘောတရှင်ခါကာလာတုန်းကအိန္ဒိယနိုင်ငံမြတ်စွာဘုရားအခုလို့သူကနေသူ ဟောတဲ့ပြောတဲ့အချိန်အခါကာလတုန်းကဖယားပွင့်တဲ့အချိန်အခါကာလတုန်းကလျှက်ဆိုင်မိဆိုတာလည်းမရှိဘူးမိယိုဆိုတာလည်းမရှိဘူးဒီကနေ့ကြတော့လည်းပဲအမေရိကန်နိုင်ငံကြတဲ့အခါမှာသူ့စိတ်ကသူ့ဥပဒေသူတို့နိုင်ငံအုပ်ချုပ်တဲ့လူဒန်းစားတွေရဲ့ဥပဒေရှိသည့်အတွက်ကြောင့်အဲ့တရာနုမတကောလောကအုပ်ချုပ်တဲ့လူဒန်းစားတွေရဲ့အလိုဆန္ဒအတိုင်းတော့ဘယ်သူမှပြင်လို့မရဘူးအကင်၍သာဒီနေ့ဒီအချိန်အခါကာလမှာအမေရိကန်နိုင်ငံမှာဖယားပွင့်လာရင်လည်းပဲအဲ့ဒီလျှက်ဆိုင်ဥပဒေကိုတော့မြတ်စွာဘုရားပြင်မှာမဟုတ်ဘူးသင်္ကိုတော့ဒီလိုပဲ ိုက်ကာလာနဲ့လက်ညှိုးညီတဲ့ပြန်ကာလာဒေသာနဲ့လက်ညှိုးညီတဲ့ပြန်အောင်သူဟာသူပညာရှိပေးပါလိမ့်မယ်ဆရာတော်ကြီးအဲ့ဒါလေးကိုမိကျဖို့ဒီတွေ့ကြောင်းနော်မဲတော့တခါပြန်ကြတဲ့အခါမှာကိုယ်နိုင်ငံမှာပညာထားတာကိုကြံတဲ့နေရာမှာသွားပြီးတော့ပြန်တော့မရဘူးငြိမ်ချမှုဆိုတာလေးပဲမတူဘူးဒါကြောင့်မဲတော့ပရိသတ်ပညာသိက္ခာပုဒ်ဒီမြောင်များစွာရှိတဲ့ရဟန္တာကိုပဲကြည့်နော်မေဇိမဒေသာဆိုရင်ကနဘာရှိရမှာတော့ ဒါသာဝေကသင်္ခါဖြစ်ရမယ်ငါတို့လိုပြစ္ဆန္ဒရရဆင်ပါလေပြစ္ဆဝေကသင်္ခါဒါနဲ့ကိုပဲအကုန်လုံးကိစ္စပြီးနေတယ်ရေချိုးတာဆိုရင်လည်းမဇ္ဈိမဒေသမှာစင်္ခါရတကြိမ်ငါတို့ဒေသတွေကြားရတာပါချိုးရင်လိုချိုးလို့ရတယ်အဲ့ဒီပုံစံမျိုးပရိသပညာသိက္ခာပုလို့ရှိတယ်ဒါကြောင့်မင်းတို့ဘုသူဒ္ဒအမြင်ကြည့်ဖို့လိုတယ်အရာအလုံးမှာကိုယ်ဒေသမှာကျင့်သုံးတဲ့ပုံစံမျိုးနဲ့ကျင့်သုံးရမယ်လို့လည်းပဲအဲ့ဒီလိုသွားပြီးတော့ တယူပန်းတဲ့ပုံစံမျိုးနဲ့မလုပ်နဲ့ဒါတွေကကိုယ့်ရဲ့ဘုသူတညံ့ဖြင်းရာကြတယ်အဲ့ဒါမျိုးတွေမဖြစ်စေနဲ့သာသနာမှာတကင်းကိုပိုက်ကာဖို့ဥပဒေချိလောက်တဲ့ကိစ္စမျိုးဆိုရင်တော့ဒါတွေကအမုန်းခံပြီးပြောတယ်ပြောရမှာပေါ့ကွာတချို့ကိစ္စတွေမှာဘာမှမဟုတ်ပေနဲ့တရားရမအထင်ကြီးအောင်ကိုယ့်ဘက်ကိုပါလာအောင်ဆိုတဲ့ပုံစံမျိုးနဲ့နေရာတိုင်းလိုက်ပြီးတော့ဝတ်သွားညှောင်းလိုက်ကြီးသွားညှောင်းလိုက်ဆိုအဲ့ဒီပုံစံမျိုးမလုပ်နဲ့မင်းတို့ထင်ပါလေပဲတရှင်ကြရဲ့ဓမ္မစီရအောင်ပြီးတော့ နေရာတိတိရောက်တဲ့အခါလူတွင်ချင်းလှုပ်ရှင်တဲ့ပုံပေါ်ကအဲ့ဒီဗီဇတွေပါလာရင်အဆင်မပြေတော့ဘူး။တာညာလောကမှာအသက်ရှင်ရတယ်ဆိုတာအာလုံနဲ့အဆင်ပြေအောင်ပတ်ဝန်းကျင်ဘေးနေရာရောက်ရောက်အာလုံအတွက်ကိုယ်သည်အသုံးတည်တဲ့ပုံပေါ်တစ်ပါးဖြစ်နေကုန်ရည်ကြီးတယ်။ကိုယ်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးအတွက်ကိုယ်သည်အမိတ်တရိပ်ဖြစ်တဲ့ဘူး။စံတခုနတ်ပါလို့ဖြစ်တဲ့တယ်။ရောက်တဲ့နေရာတိုင်းမှာကိုယ်မှရှိတော့ဘဝရည်သွေးဖြင့်လောကကိုကျေစုပြုနိုင်သောပုံပေါ်ဖြစ်နေကုန်လိုအပ်တယ်။ တို့ရဲ့ဆရာသမားတွေအရင်အမြဲတမ်းဆုံးမသလိုပေါ့ကွာပေနေရာရောက်ရောက်ကိုကိုကိုစံတကူနတ်တာလို့သဘောထားဖြစ်အောင်နေတတ်နေပါထိုင်ပါစံတကူနတ်တာဆိုတာကလူတိုင်းလူတိုင်းဘယ်သူမှနှောက်မရှိဘူးအဲ့ဒီအနန္တရတာနဲ့ကိုကဥနောက်ကြည်သားတဲ့စိတ်ကြည်တဲ့အာလုံကမြင်ရှင်ကြတယ်နတ်ယူခြင်းကြသလိုပဲကိုသည်စံတကူနတ်တာကဲသို့အာလုံပြိတ္တအတွက်လိုအပ်သောကွယ်လပ်ကိုဖြစ်စေနိုင်သောပုဂ္ဂိုလ်တစ်ပါးဖြစ်အောင်ကြိုးစားပါတို့ရဲ့ဆရာဆိုင်ဆက်ကဒီဥပမာနဲ့ပဲဆုံးပါတယ် ဒါကြောင့်မင်းတို့အခုသေရဝါဒဆိုတဲ့နိုင်ငံတွေကထိရှင်း၅ပါးနဲ့ရှိကိုနဲ့သေရဝါဒမဟုတ်တဲ့ဘာသာတွေကစသည်ဖြင့်ပြောတာဒါဉာဏ်ဖြင့်ကြားတယ်။ဘာကြောင့်လို့ဒေဝနာဗိယဒိတာကဘာဖြစ်နေတော့ဘုရားဘာသာမှာအစိတ်ဒီဟောသာသနာကိုစတင်ပြီးတော့တည်ထောင်တဲ့ပုဂ္ဂိုလ်ကဘယ်သူတော့အဲ့ဒီဘယံကြီးပဲ။ဒါကြောင့်ဘိုးကစာကြည့်မစုံဘဲနဲ့နေရာတိုင်းမှာတိုက်ပြီးတော့ဆရာကြီးလှုပ်ရှင်တာနဲ့သွားပြီးတော့ဟော ဝေဖန်လိုက်ဒီဝေဖန်လိုက်ဟိုတိုက်ခိုက်လိုက်ဒီတိုက်ခိုက်လိုက်ဒီတော့မှမလုပ်ကြနဲ့အဲမင်းတို့အဲ့ဒီမှာမနေ့ကမေးလိုက်တဲ့ပန္သူမာရပတိတေနခြေရန်ဝန္တန်ကျောဆိုတဲ့ပု္ပ္ပာပါဠိကိုတွင်လိုက်တာနဲ့မင်းတို့ကိုတတိယတဲ့လွန်ကဲသောနှိပ်ပေါင်း20ယောကငါအိန္ဒိယပေါ်တဲ့ရှင်တို့ကမိင်္ဂရာဝင်ရပြေသွားတဲ့ရှင်တို့ကဘုဒ္ဓဂယာမှာဒီလိုနှုတ်ကရှောက်ပြောနေကြတာအကယ်၍များခုပြောသလိုပေါ့နော်ဒီပဲဘုန်းကြီးတွေထဲမှာပါဠိဒါရတွင်ကျင်တဲ့ပုဂ္ဂိုလ်တွေက မြန်မာဆိုတော့နားလေတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့မကြံပေါက်ခါရမှာအဲမဲတော့နေရာတိုင်းမှာမဖြစ်လောက်စားတောက်တိတောက်တဲ့ဖိုက်ပြီးတော့ဝေမမှုမပြုပါနဲ့ကိုယ့်ဖက်ကပိုင်းနိုင်တိကျအောင်လေ့လာထားတာကြားတဲ့အခါပိုင်းပိုင်းနဲ့နဲ့ပြောဖို့ကကဲအားလုံးလေးကိစ္စပြီးပါပြီဒီတော့ရေကအခုဒီကရှိကိုလေးပဲဒီလိုပဲလာလိုက်မလာလိုက်ဘုံဘဝမျိုးနဲ့ဖြစ်နေတဲ့အချိန်ကမင်းတို့ကရွှေတာပြီးတော့သုံးရမယ် ရေကိုအလိရှင်းနီအလသာမဖြစ်စေနဲ့ပိုက်လုံးကလာတဲ့ရေသည် ရေကပြည့်နေရဲ့အလုံးမီသည်ပုဂ္ဂိုလ်မဆိုတတိထားပြီးတော့စေရနာထားပြီးတော့မဲလို့အလုံးဆောင်ရွက်ကြပါလို့နော်အလုံးတိတ်တာနဲ့ပတ်သက်ပြီးတော့ပြောစရာလေးအလုံးကိစ္စပြီးပါပြီအလုံးပြိတ္တရေကိုကြီးရှမ်းသာရှင်စိတ်ရှမ်းသာရှင်ကိုစိတ်နှပါးဒီရှမ်းသာရှင်ဟူပတ်တော့ရှမ်းသာရှင်၃ပါးနဲ့အမြဲတမ်းပြည့်စုံပြီးတော့မိမိတို့လိုရှင်တဲ့ပြည့်ရည်ဓမ္မကိုကြိုးစားအားထုတ်နိုင်အောင် يوزا ادوني ذا